ကြည့်လိုက်တော့ကြည့်တာဘာပြောမလဲပြောကျွန်တော်ဒီထက်ပိုပြီးတော့စိတ်မရှိနိုင်တော့ဆရာဘညာအန်ရရှိတဲ့တရားခံစင်ကိုရောက်နေပါအဲ့တော့များသူငါလုံခြုံမှုအတွက်ကျွန်တော်တို့အသေးဖမ်းလို့ရမလားအထက်ကဗညာကိုငါ့ကိုအပေမဖမ်းပါနဲ့လို့ပြောထားပြီးသားမင်းတို့ကပြောထားတယ်လေမင်းတို့အခုလောက်အောင်ပါ ုနနွေနီလိုက်ပြောသလိုအညာနဲ့တေဆုံးသူတွေနဲ့ဘလို့ပတ်သက်လဲဆိုတာကိုစုံစမ်းရမှာဒီမှုမှာအဲ့ဒါဟာခွက်ဖြစ်နေတာအဲ့တော့ကျွန်တော်လုံးဝလက်မခံအောင်ဆရာဒီလူတက်မှုတွေကဘညာတက်ပါတယ်ဆိုတာကိုသိကြပါရဲ့နဲ့တေဆုံးသူနဲ့ဘညာဘလို့ဆက်ဆက်မှုရှိတယ်လဲဆိုတဲ့နောက်ကြောင်းကိုစုံစမ်းနေဦးမယ်ဆိုရင်တရားခံကိုထွက်ပြေးဖို့အတွက်အချိန်ပေးရအောင်နေပါလားဆရာဒါဆိုကျွန်မရှင်းမေးပါအောင်မယ် ။ဘညာကဥမိုက်ကယ်ဆူနဲ့စမ်းကြုံမှုဗာဆက်ဆက်မှုရှိလို့တတ်ရမှာလေ။လူတတ်တာပဲလေ။ဆက်ဆက်မှုရှိဖို့မလိုလား။ဆက်ဆက်မှုမရှိဘဲနဲ့တက်တဲ့လူတက်မှုတွေမှာတပုံကြီး။ဒါဆိုဘညာအပြင်းပြေလူလိုက်တက်နေလို့ရှင်ပြောချင်တာလား။သူသာအပြင်းပြေလူတက်တယ်ဆိုရင်ပေတရာတိသွားတက်နေစရာမလိုဘူး။တောင်ကြီးမှာသူတက်လို့ရတယ်လူတပုံကြီး။ညီမလေးလား။မင်းစကားတက်တိုင်းရှောက်ပြောမနေဘူး။ဟုတ်ဘူးကျမရှင်းထောက်ပြနေရ။နံပါတ်1 ဘညာနေရအနှံ့ကိုရှောက်သွားနေတယ်။နံပါတ်1 तू သွားတဲ့နေရာတိုင်းမှာလူတက်မှုဖြစ်တယ်။3ဦးမိုက်ကယ်ဆိုးရဲ့အလောင်းဘေးနာဘညာထွက်ပြေးရဲ့အချိန်ကိုရက်တက်ဖွဲ့ရတိလို့လိုက်ဖမ်းတဲ့အချိန်မှာအဲ့ဒီနေရာမှာဘညာအမိန်နဲ့ညီမရှိမနေဘူး။အဲ့ဒီနောက်ဆုံးအချက်ကိုကြည့်ခြင်းအဖြစ်အစကတည်းကဘညာအမိန်နဲ့ညီမဘညာနဲ့အတူတူရှိမနေဘူးဆိုတာအသေးကြပဲ။အဲ့တော့ငါလည်းထောက်ခံတယ်။ငါတို့အခုချိန်ဒီဘညာနောက်ကိုလိုက်နေတာတော့မှ ပညာအမိနဲ့ညီမအောင်တို့ရတယ်။ပြီးတော့ပညာကနေရာတစ်ခုတည်းမှာပဲအခြေတကျမနေထိုင်တာကိုကြည့်ခြင်းအဖြစ်သူ့အမိနဲ့ညီမသူနဲ့အတူတူရှိမနေဘူးဆိုတော့တေးကြတယ်။ကဲကြည့်တာ။ဘာပြောရရရှိပြီပြော။တနော်ပါတရင်တစ်ခုရှိပါဆရာ။အောင်မမ်းမှာဦးမိုက်ကင်မူရဲ့ဒုတိယမြောက်စနေတယောက်ရှိပါတယ်။ သူ့နာမည်တော့သိမိပါ။သူကဗညာမေနဲ့စိတ်ချင်းလဲစင်တယ်လို့တင်းတင်းမြဲမြဲလည်းရှိတယ်လို့သိရပါတယ်။ဒီလိုကျွန်တော်တို့ကသူ့စီကိုသွားလိုက်မယ်ဆိုလို့ရှိရင်ဗညာမှုအတွက်တခုခုတော့ရလာနိုင်ပါလိမ့်မယ်ဆရာ။ ။ဘာကိစ္စရှိလို့လဲမသိရှင်။တမီးဒေါက်တန်ကြီးရှိလား။သူကဒေါက်တန်ကြီးနဲ့တွေ့ချင်လို့တဲ့။အန်ဒီဒီချင်းအဲ့ဒီနဲ့မတွေ့ပါဘူးရှင်။ဘုန်းကြီးညီမ။အကိုတို့ကဒေါက်တန်ကြီးရှိလားမရှိလားပဲဒီချင်း။ရှိပါရဲ့ဒါပေမဲ့အန်ဒီမအားရှင်။မမရမေးကြလေးပဲရှိလို့ပါ။မကြပါဘူးညီမ။ဟာအဲ့ဆက်လေခဏလေးဆောင်။ညီမရှင်။ဆက်တမီးတို့ဝင်လိုက်လေနော်ဦးတရားနေပဲစောင့်နေလိုက်ပါဟုတ်ကဲ့